မိသားစုများအားလုံးရှလုံးလို့ဒီနေ့ကနေနှုတ်ဆက်ချင်ပါတယ်။ညီဝချင်းချမ်းသာသည့်မိသားစုများတယောက်ချင်းစတိုင်းပေါ်မှာတက်ရောက်ပါစေ။ဒီနေ့မှာဘုရားခင်ရှိခိုးမှာကျွန်တော်တို့နှလုံးသားနဲ့အတူတူကကိုးကွယ်လျက်နှုတ်ကပတော်ခံယူဖို့ရတဲ့ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့နှုတ်ကပတော်ရဲ့ကောင်းစဉ်ကဆူတောင်းခြင်းဤအလွန်၌ကျွန်တော်ယုံကြည်သူတွေရဲ့အသက်သွေးကြောကဆူတောင်းခြင်းဖြစ်ပါတယ်။ဆူတောင်းခြင်းကျွန်တော်တို့လုံးဝပြစ်ပယ်လို့မရဘူး။ယုံကြည်သူတွေရဲ့ကြောယုဖြစ်တယ်။အသက်ရှူသွင်းရှူထုတ်တယ်လို့အရေးပါတဲ့အရာဖြစ်တယ်။ဒါကြောင့် ကျွန်တော်တို့တယောက်ချင်းစီတိုင်းကအထူးသဖြင့်ဆူတောင်းနေပွင့်ရတဲ့အရန်ရဲ့ကြည့်တယ်။ဒါပေမဲ့ဒီနေ့မှာအဲ့ဒီဆူတောင်းခြင်းရဲ့အနောက်မှာဆူတောင်းခြင်းခြေလမ်းလှမ်းပြီးရနောက်ထပ်ခြေလမ်းကဘာများဖြစ်မလဲဆိုရာကိုကျွန်တော်ဒီနေ့နှုတ်ခွတော်ဖြင့်ပေါ်ပြချင်တာဖြစ်ပါတယ်။အဲ့တော့အရင်ဦးဆုံးနေနဲ့ဆူတောင်းခြင်းဆိုတဲ့အရာကျွန်တော်အရင်ဦးဆုံးပြောချင်တယ်ဆူတောင်းခြင်းဆိုတာတကယ်အရန်ရဲ့ကြည့်တဲ့အရာဖြစ်တယ်။တချို့သောသူတွေကပြောတယ်ဒီချိန်မှာကျွန်တော်ဘာမှမလုပ်နိုင်တဲ့အတွက်ဆူတောင်းခြင်းလေးပဲလုပ်နိုင်နေတယ်။ ကျွန်တော်ပြောပြချင်တယ်ဆူတောင်းခြင်းလေးပဲလို့ပြောလိုက်တဲ့ခါမှာဆူတောင်းခြင်းဆိုတာအင်မတန်သေးငယ်တဲ့အရာအယံကိုရိုးရှင်းတဲ့အရာအယံကိုသေးမွားတဲ့အရာတိတ်ကြီးထူးထူးခြားခြားဖြစ်မလာဘူးလို့အဲ့ဒီသဘောမျိုးကိုသွားပြီးတက်ရောက်မိတတ်တယ်တကယ်တော့ကျွန်တော်ပြောပြချင်တယ်ဆူတောင်းခြင်းဆိုတာကအင်မတန်အရေးကြီးတဲ့အရာဖြစ်တယ်အင်မတန်တကူပါတဲ့အရာဖြစ်တယ်ဟာလေလုယအဲ့တော့ဆူတောင်းခြင်းကဘာမှလုံးလုံးမရတော့တဲ့အတွက်နောက်ဆုံးမှမှာ လှုပ်ဆောင်လိုက်လှုပ်ဆောင်လိုက်ရတဲ့တာမန်လှုပ်ဆောင်ချက်လေးတခုတသက်ပဲမဟုတ်ပါဘူးဆူတောင်းခြင်းဆိုတဲ့အရာကအင်မတန်အရှိန်ပါတော့အရာဖြစ်တယ်တကူပါတော့အရာဖြစ်တယ်တိုင်းနိုင်ငံတွေကိုလှုပ်ရှားစေတယ်တိုင်းနိုင်ငံတွေကိုပြောင်းလဲစေတယ်တကူစီစဉ်စေတယ်အကြောင်းအရာဖြစ်တယ်ဘာကြောင့်လဲအရာခသိန်းကိုတဆွမ်းနိုင်တဲ့ဘုံကြီးတော့တကူကြီးတော့ဖရားရဲ့လက်တော်ကိုလှုပ်ရှားစေတဲ့အရာဆူတောင်းခြင်းဖြစ်တယ် ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းပါလေနှလုံးသားသွန်မှောက်တဲ့ဆူတောင်းခြင်းညာကဘုရားခင်လက်တော်ကိုကြီးမားစွာလှုပ်ရှားစေတာဖြစ်တဲ့ကြောင့်ဆူတောင်းခြင်းကတယောက်ချင်းစီတိုင်းယုံကြည်သူတိုင်းအတွက်အင်မတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ရှင်ယာကုတ်ဩဝါဒစာအခန်းကြီး9အငယ်16မှာဒီလိုပြောပါတယ်။အချင်းချင်းတယောက်နဲ့တယောက်ကိုယ့်အဖြစ်ကိုဖော်ပြတောင်းပန်ကြလော။ချမ်းသာရမည့်အကြောင်းအချင်းချင်းတို့ဖို့ဆူတောင်းကြလော။သူတော်ကောင်းဆူတောင်း၍အရှိန်ကြီးသောပတနာသည်အလွန်တကူပါ၏။ဒီနေရာမှာဖော်ပြထားပါတယ်။ အချင်းချင်းတို့ဘုဆူတောင်းကြပါသူတော်ကောင်းဆူတောင်းရအရှိန်ကြီးသောပြဌနာက အလွန်တကူပါတယ်တဲ့ဒီချက်တော်ကြီးကိုမနော်မယ်ကျွန်တော်ရဲ့အသက်တာကိုပြန်ကြည့်တဲ့ခါမှာငါသူတော်ကောင်းဟုတ်ရောဟုတ်ရဲ့လားလို့တန်တရားစိတ်ဝင်နိုင်စရာအကြောင်းတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုသူတော်ကောင်းဖြစ်စေနိုင်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါကယေရှုခရစ်တော်ရဲ့အသွေးတော်မြတ်ဖြစ်တယ် ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ငါသည်ဆက်ဆိုင်တော်သူဖြစ်တယ်ခရစ်တော်သည်ငါအแทမှာအသက်ရှင်နေလို့ဝန်ခံချွေးကြော်လဲခရစ်တော်ကိုနေရာပေးတော်သူတိုင်းသည်ဘုရားသခင်အမြင့်မှာအင်မတန်တန်ရှင်တော်သူဖြစ်တယ်ဖြောင့်မတ်တော်သူဖြစ်နေဘုရားသခင်လက်ခံနေဘုရားသခင်ရှေ့မှာမှာတင်သည်သူတော်ကောင်းဖြစ်တယ်လို့ဘုရားကလက်ခံတာဖြစ်တယ်ဟာလေလုယဘုရားနာမှာတော်ပြီးဘုန်းကြီးပါစေ ဘေးနားကလူတွေတင့်ကိုဘလို့မြင်လဲအရေးမကြီးဘူးဘုရားခင်တင့်ကိုဘလို့မြင်လဲဆိုတဲ့အရာကအရင်အရေးကြီးတာဖြစ်တယ်ဒါကြောင့်ဘုရားခင်ကယခုချိန်မှာတင့်ကိုသူတော်ကောင်းလို့မြင်တယ်ဘာအဖြစ်လဲတင့်ရဲ့ကိုကျင့်တီလာအဖြစ်မဟုတ်ဘူးယေရှုခရစ်တော်အသွေးတော်အဖြစ်မြင်တာဖြစ်တဲ့ကြောင့်ဒီနေ့တင့်နှုတ်ကဖွင့်ဟလိုက်တဲ့အရာဒီတင်းငယ်ကောင်းတင်းငယ်လိမ့်မယ်အနေဖြစ်ကောင်းဖြစ်လိမ့်မယ်ကြီးကြီးကျယ်ကျယ်ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်ဒါမဲ့ဘုရားခင်အရေးယူတယ်ဘုရားခင် တန်ဖိုးထားတယ်ဘုရားခင်ကြားတယ်ဘာကြောင့်လဲသင်ကယေရှုခရစ်တော်အသွေးတော်နဲ့ရွေးဝယ်ထားတဲ့သူတော်ကောင်းဖြစ်တဲ့ကြောင့်ဘုရားခင်တန်ဖိုးထားတယ်ချက်တော်ညိုမှန်မှာလို့ဒါကြောင့်သင်တို့ကထွက်တဲ့ဆူတောင်းချက်များသည်ဘုရားခင်အထံတော်ကိုတတ်သွားတာဖြစ်တယ်လေထဲမှာပျောက်သွားတာမဟုတ်ဘူးနော်ညိုမှန်မှာလို့အထက်ကိုတတ်သွားတယ်ဘုရားခင်ကြားတယ်ဘုရားခင်အရေးတကြီးလုပ်တယ်ချက်တော်ညိုမှန်မှာလို့ဘာကြောင့်လဲသင်ဒီသူတော်ကောင်းဖြစ်လို့ခရစ်တော်အားဖြင့်သာလည်းဖြစ်တယ်ဒါကြောင့်သူတော်ကောင်းဖြစ်တဲ့သင်ရဲ့နှုတ်ကဖွင့်ပြီးတော့မှဆူတောင်းလိုက်တဲ့အရာက အင်မတန်တကူပါတဲ့ဖခင်ရဲ့တကူတော်သည်စီစဉ်သွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ယုံကြည်ထားဖို့ဖြစ်တယ်။လက်ရှိမြင်ရတဲ့အခြေအနေတွေပြောင်းလဲခြင်းမပြောင်းလဲအောင်မှဒါပေမဲ့လေထုထဲမှာဘုရားကအလုံးလုံးနေတယ်။မမြင်ရတဲ့နေပေမှာဝိညာဉ်နေပေထဲမှာဘုရားကအလုံးလုံးနေတယ်။မကြာခင်မှာကျွန်တော်တို့ယူပအရာထဲမှာ အယူပမမြင်ရတဲ့နေပေကအရာဒီယူပရာထဲမှာမြင်ရတဲ့နေပေဖြစ်နေမြင်ရတဲ့အကောင့်တွေဖြစ်နေမကြားခင်မှာပေါ်လာတော့မှာဖြစ်တယ်ဟာလေလုယဘုရားနာမတော်ကြီးဘုန်းကြီးပါစေဒါကြောင့်ကျွန်တော်တို့အရှိန်လျှော့လိုက်ဖို့မဟုတ်ဘူးဆက်ပြီးအယူရေးဆူတောင်းပြရတယ်ဖြစ်ပါတယ်နော်ရှင်မာကုခရစ်ဝင်အခန်းကြီး7အငယ်23မှာဗာပြောလဲဆိုတော့ငါအမှန်ဆိုသည်ကားတဲ့ယေရှုခရစ်တော်ကပြောတာဖြစ်တယ် အကျင့်သူသည်ယုံမှားသောစိတ်နှင့်ကင်း၍မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်ထိုတောင်ကိုနေရာမှရွှေ့လောက်ပင်လယ်၌ကြားတော်ဟုဆိုလျင်ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်ဒါကတမန်တော်ရေးပြောထားတဲ့အရာမဟုတ်ဘူးယေရှုခရစ်တော်ဖခင်ကိုယ်တိုင်ပြောထားတဲ့စကားဖြစ်တဲ့အတွက်ကြောင့်ဖခင်သခင်သည်ဂတိတည်တော်ဖခင်ဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းနဲ့ဤတောင်ကိုနေရာမှရွှေ့လောက်ပင်လယ်၌ကြားတော်လို့ဆိုရင်ဆိုတဲ့အတိုင်းဖြစ်မယ်လို့ဖခင်သခင်ပြောထားခြင်းဒီဘာကိုပြောနေဆိုတော့တင့်နှုတ်က ထုတ်လိုက်တဲ့အမိန့်ကြေညာချက်သင်နှုတ်ကထုတ်ဖော်လိုက်တဲ့ဆူတောင်းချက်သင်နှုတ်ကထုတ်ဖော်လိုက်တဲ့ဝန်ခံချက်တည်းနေပယ်တစ်ခုလုံးမမြင်ရတဲ့နေပယ်မှာစီးစင်းလာပြီးမြင်ရတဲ့နေပယ်ကိုတက်ရောက်လာပြီးတော့မှလှုပ်ရှားပြောင်းလဲစေတယ်ဆိုတော့ဘုရားသခင်သိစေခြင်းလို့ဒါလေးကိုရေးထားတာဖြစ်တယ်ကျွန်တော်ညီမောင်မတို့ကျွန်တော်ရဲ့ဆူတောင်းချက်ကိုပေါ်တည်တည်ပေါ်တနဲ့မှတ်ဖို့မဟုတ်ပါဘူးသင်ရဲ့ဆူတောင်းနိုင်တဲ့ပမာဏကဘုရားခင်ရှိမှသင်သည်လှုပ်ရှားဖို့ရန်လုံတာ တိုင်းနိုင်ငံလေးလှုပ်ရှားဖို့ပြောင်းလဲဖို့ရန်လုပ်တာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်လှုပ်ဆောင်နေတယ်ဆိုတာကိုနားလည်စေချင်တယ်။ဘာကြောင့်လဲတိုင်းနိုင်ငံလေးမြောက်များစွာဆူတောင်းချမ်းမြေပြောင်းလဲခဲ့တဲ့တပ်တီမြောက်များစွာရှိတယ်။အဲ့ထဲကနေကျွန်တော်ယူကန်ဒါနိုင်ငံအကြောင်းလေးနည်းနည်းလေးကျွန်တော်ပြောပြချင်တယ်။ယူကန်ဒါနိုင်ငံက1980 85မှာနိုင်ငံရဲ့အပြောင်းလဲကြောင့်တော်တော်ဆိုးရွားတဲ့အခြေအနေကိုကြုံတွေ့ရပြီးတော့မှနော်ငွေကြေးတွေဒီစီးပွားရေးတွေထိုးကျလာတယ်။ငွေကြေးတွေကအင်မတန်ဖောင်းပွားလာတယ်။စီးပွားရေးတွေပြတ်ကုန်တယ်။ ရင်းနှီးမြှုပ်နှံထားတဲ့နော်ကုမ္ပဏီတွေအကုန်လုံးကနောက်ပြန်ဆုတ်ကုန်တယ်။ဒီနိုင်ငံမှာရှိနေတဲ့အဖွဲ့အစည်းတွေအကုန်လုံးကဒီနိုင်ငံကနေထွက်ခွာကုန်ကြတယ်။အဲ့ဒီနိုင်ငံမှာလည်းကြီးမားတဲ့နော်ပြဿနာတစုံတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုယောဂဝိညာဉ်နဲ့ဆိုင်တဲ့အရာ AIDS ယောဂဝိညာဉ်နဲ့ဆိုင်တဲ့အရာဖြစ်တယ်။အသက်အရွယ်ကြီးဆုံးသောအဖိုးအဖွားတွေနဲ့အငယ်ဆုံးသောကလေးသူငယ်တွေကကြံခဲ့ပြီးတော့မှကြံတဲ့လူလက်ပိုင်းအားလုံးကဒီယောဂါနဲ့တိတ်ဆုံးမှုအရင်မြင့်မာပြီးတော့မှနော် WHO ကဘယ်လိုအောင်သတ်မှတ်တယ်လဲဆိုရင် 1980 1985မှာဒီကိစ္စတွေစဖြစ်တဲ့ခါမှာ WHO ကစောင့်ကြည့်ရင်လည်းမနောက်ဆုံးမှာသူတို့ဘာဝင်ခံချက်ပြုလဲဆိုရင်1990မှာယူဂန်နာနိုင်ငံဒီကမ္ဘာနိုင်ငံရဲ့မြေပုံပေါ်ကနေပျောက်ကွယ်သွားမဲ့နိုင်ငံဖြစ်တယ်လို့သူတို့ကိုယ်တိုင်ကမှတ်ချက်ပြုတယ်။ဘာကြောင့်လဲ?ကယ်လို့မရတော့ဘူး။အဆုံးစုံဖြစ်သွားပြီ ဘလို့နီးနဲ့မှနလန်မထူနိုင်တော့တဲ့နိုင်ငံဖြစ်တယ်ဆိုတော့ကိုအဖက်ဖက်ကစဉ်းစားတဲ့လူမှုရေးစီးပွားရေးเนาะအခြေအနေကျမ်းမာရေးအားလုံးကိုကြည့်လိုက်တဲ့အခါပညာရေးအားလုံးကိုကြည့်လိုက်တဲ့အခါဘလို့မှပြန်ဆယ်လို့မရနိုင်တော့လောက်အောင်မြေပုံပေါ်ကကမ္ဘာမြေပုံပေါ်ကနေတော့ပျောက်ကွယ်သွားမဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့เนาะအသိပညာရှင်အတတ်ပညာရှင်တွေကသုံးသက်ကြတယ်။ဒါပေမဲ့လုံးဝလက်မလျှော့တဲ့သူတွေကအဲ့ဒီယူကန်နာနိုင်ငံမှာ ရှိတဲ့ယုံကြည်သူတွေဖြစ်တယ်။ဖျားခင်တတ်နိုင်နေဆိုရရောက်နှလုံးသွင်းပြောမှမပြတ်ဆူတောင်းတယ် ဖြစ်ကျွန်တော်အဲ့ချိန်တော်တွင်းမှာနော်ခရိယန်တွေကိုလိုက်လံဖန်စီတတ်ဖြတ်နေတဲ့အချိန်ကာလဖြစ်တယ်။တက်လာတဲ့သူကဖခင်အောင်မသိတဲ့သူဖြစ်တဲ့ခါမှာခရိယန်တွေကိုလိုက်ဖန်ပြီးအောင်မှတတ်တဲ့အတွက်ကြောင့်ပြေးရတဲ့ရဲရွာတွေကိုဆွန့်ခွာပြီးပြေးရတဲ့တောနဲ့ကြီးထဲမှာပုံပြီးတော့မှမြေတွင်းတူးပြီးတော့မှအပေါ်မှာတစ်ကိုင်းတစ်ရွက်တွေကိုဖုံးအုပ်ပြီးအဲ့မြေတွင်းထဲမှာပုံရတဲ့အချိန်တွေဖြစ်တယ်။အချင်းချင်းတောထဲမှာနော်သူတို့အတန်တွေပြုတ်ပြီးတော့မှနော်နော်တဘာဝကျင်းငှက်တန်တွေပါလေအတန်ပြုတ်ပြီးတော့တယောက်တယောက်ဆက်သွဲပြီးတော့မှဆူတောင်းပွင့်ရလို့ငါလူစုတယ်အဲ့နေရာကိုနော်စီးနင်းပြီးတော့မှ ဒါလိုက်ရှာတယ်ဆိုရင်သူတို့ကတခြားနေရာပြောင်းပြေးရတယ်ဒါပေမဲ့သူတို့အမြဲတမ်းလှုပ်နေရသည်နေညမပြတ်ဆူတောင်းတယ် transformation in uganda ဆိုတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ကျန်းစာကြောင့်တက်တဲ့ချိန်မှာကျွန်တော်ကြည့်ရတယ်သူတို့ကိုအင်တာဗျူးထားတဲ့အရာအဲ့ချိန်တွေကိုပြန်ပြီးတော့ documentary အနေနဲ့ရိုက်ထားတဲ့အရာတွေ့ရတယ်နေညမပြတ်ဆူတောင်းတယ် ညာလုံးပေါက်ဆူတောင်းတယ်၃ရက်လုံးလုံးတနေရာမှာဆူပြီးဆူတောင်းတယ်အဲ့နေရာဝင်ရှာတဲ့ခါမှာပြန်ပြေးရပြန်နောက်တဲ့တနေရာမှာဆူပြီး၃ရက်လောက်အစာရှောင်ပြီးဆူတောင်းတယ်တစ်ချိန်လုံးဆူတောင်းတယ်မိခင်တွေကကျွန်တော်အဲ့ဗီဒီယိုထဲမှာကြည့်ရမိခင်တွေကကလေးကိုနောက်နောက်မှာခြိထားပြီးတော့မှမတက်ရပြီးတော့မှတစ်ချိန်လုံးတော့လှုပ်ပြီးတော့မှဆူတောင်းတယ်အဆက်မပြတ်ဆူတောင်းတယ် ဒါပေမဲ့လူတွေတယောက်ပြီးတယောက်တေးရတယ်အချိန်ရပူပူပြီးဆိုးလာတယ်လို့မြင်ရပေမဲ့သူတို့လုံးဝလက်မလျှော့သူတို့လုံးဝဆွဲမလျှော့ဘူးဘုရားခင်ငါတို့နဲ့အတူရှိတယ်ဘုရားခင်တတ်နိုင်တယ်ဆိုတဲ့အရာကိုယုံကြည်ဆွဲလန်းပြီးဆူတောင်းတဲ့အခါမှာနော်ဒီယုံကြည်သူတွေဆူတောင်းခြင်းအဖြစ်1996မှာရွေးကောက်ပွဲပြန်ဖြစ်လာပြီးတော့မှ1996ကနေ2000ခုနှစ်ကြားထဲမှာကြီးမားတဲ့အပြောင်းအလဲဖြစ်လာတယ်သင်ဥဆရာတွေနော်အမှုတော်ဆောင်တွေစုစည်းပြီးတော့အစည်းအဝေးထိုင်နေနော်နိုင်ငံကောင်းဆောင်ကဘုရားခင်ဘာဖွင့်ပြလဲပြောပါ ဘုရားခင်ဘာလို့ရှိလဲပြောပါတိုင်းနိုင်ငံကိုဘုရားခင်ဘာဖြစ်စေခြင်းလဲပြောပါနှုတ်ကပတော်နဲ့ညီနိုင်ငံကိုပြုပြင်ပြောင်းလဲတဲ့ခါမှာနိုင်ငံကယူကန်နာနိုင်ငံအခုချိန်အင်မတန်ကိုတိုးတက်တဲ့နိုင်ငံဖြစ်လာတယ်ဆိုတော့တွေးရတယ်ကမ္ဘာမြေပုံပေါ်ကနေကွေပြောက်သွားနိုင်တယ်လို့တတိချာသတ်မှတ်ခြင်းခံရတဲ့နိုင်ငံသည်ဆူတောင်းခြင်းအဖြစ်ဟာလေလုယယုံကြည်သူတွေရဲ့ဇွဲမလျှော့တဲ့ဆူတောင်းခြင်းအဖြစ်ဘုရားခင်လက်တော်သည်လှုပ်ရှားလာပြီးတော့မှယူကန်နာနိုင်ငံကအချိန်တိုတွင်းမှာအင်မတန်တိုးတက်တဲ့နိုင်ငံဖြစ်နေပြောင်းလဲလာတယ် ချစ်တော်ညီမတို့ဒီချိန်မှာတင့်နိုင်ငံအတွက်ကျွန်တော်တို့တိုင်းနိုင်ငံအတွက်အကုန်လုံးကနှလုံးသားတုံပြီးဆူတောင်းနေတဲ့အချိန်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်အကျွမ်းမဲ့ယုံကြည်ပါတယ်။ဒါကြောင့်ကျွန်တော်ဆက်ပြီးအားပေးခြင်းတယ်ဒီဆူတောင်းချက်ကလေထဲမှာပြောင်းမသွားဘူးနော်။ဘုရားခင်ကြားတယ်ဘုရားခင်အလုပ်လုပ်နေတယ်ဒါကြောင့်ဆက်ပြီးဆူတောင်းရအောင်ဇွဲမလျှော့ဘဲနဲ့ဆက်ပြီးဆူတောင်းရအောင်ဒါကြောင့်ဆူတောင်းခြင်းကိုကျွန်တော်တို့ short track ဖို့ရန်အတွက်မဟုတ်ဘူး။ဆူတောင်းခြင်းပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့ဆူတောင်းခြင်းနဲ့တူနောက်ထပ်လှမ်းရမယ်ခြေလှမ်းတစ်ခုရှိပြန်တယ် အဲ့လေးကိုကျွန်တော်ဒီနေ့အထူးသဖြင့်ပြောချင်တာဖြစ်တယ်နော်အဲ့တော့ဆူတောင်းတဲ့ခါမှာကျွန်တော်ယုံကြည်သူတွေကလေဖြစ်တတ်တဲ့ຢာပါလဲဆိုတော့ဆုတော်ဆူတောင်းတယ်ဆူတောင်းနေသလားဆူတောင်းနေပါတယ်ဒါပေမဲ့အဲ့ဆူတောင်းခြင်းကိုဖျားခင် အလုတ်လုတ်တဲ့ခါမှာရလာမဲ့အဖြစ်တင့်ရလက်သေးကိုပေးလာဖို့ရလို့ကကျွန်တော်တို့ယုံကြည်သူတွေကပြင်ဆင်မှုအားနေတယ်ပြန်ပြောခြင်းနဲ့တင့်ရဆူတောင်းတန်ကိုဖျားခင်ကြားပြီးအဖြစ်ပေးခြင်းနဲ့ ဒါမဲ့သင်ကိုယ်တိုင်ကသင်ဆူတောင်းထားတဲ့ဆူတောင်းခြင်းအဖြစ်အတွက်မပြင်ဆင်ဘူးဆိုရင်အဲ့ဒီအရာကအချိန်ကြာတတ်တယ်။ကြံ့ကြာတတ်တယ်။တကယ်လို့အဲ့ဒီအရာရလာရင်လည်းပဲအပြည့်အဝကျွန်တော်တို့ကဆူတောင်းခြင်းအဖြစ်ကိုမခံစားရပြန်ဘူး။ပို့ပြီးရှင်းအောင်ကျွန်တော်ပြောပြခြင်း။ PDU ကနော်အင်္ဂလိပ်ဟောကြားခြင်းအဖြစ်သူ့ကိုရောမစစ်သားတွေဖမ်းသွားပြီးထောင်ထဲမှာချတဲ့အခါမှာယုံကြည်သူတွေကအထူးသဖြင့်ဆူတောင်းကြတယ်။ PDU ပြန်လွတ်ဖို့ရန်အတွက်ဆူတောင်းတယ်။ အဲ့ဒီ suit down နဲ့ညမှာပဲကောင်းတမန်ကအဲ့ suit down ချင်းဖြိုနားကြောင်းပြီးတော့မှကောင်းတမန်ကိုဆေးလွတ်ပြီးတော့ကောင်းတမန်က PDU ကိုထောင်ထဲကနေခေါ်ထုတ်လာတယ်ထုတ်ဆောင်လာတယ်နမိတ်လက္ခဏာနဲ့အဲ့တော့ PDU ကထောင်ကနေလွတ်တော့သူ့ယုံကြည်သူအစည်းအဝေးတွေရှိတဲ့နေရာစီအဖွဲ့အစည်းရှိတဲ့နေရာစီသူသွားတယ်မိသားစုရှိတဲ့နေရာစီသွားတယ်ဒါအဲ့ဒီအချိန်မှာအဲ့ဒီသွားတဲ့အိမ်ကအတူကဆူဝေးပြီးတော့မှ PDU လွတ်မြောက်ဖွင့်ရဲ suit down နေတဲ့အချိန်ဖြစ်တယ် အဲ့တော့ကလေးမလေးတယောက်ကိုသွားပြီးကြည့်ခိုင်းတယ်အရှိမတကားခောက်နေဆိုသွားကြည့်ပါအောင်ဆိုသွားကြည့်တဲ့ခါကျတော့ဟာပီတီယူပဲဆိုပြီးတော့ပြန်လာပြီးတော့မှအထက်ရရှိတဲ့လူကြီးတွေအထုဆူတောင်းနေတဲ့ဝิญဉေးရပိုင်းအရန်ကိုနော်အာကျုမတက်နဲ့ဆူတောင်းနေတဲ့ပီတီယူတဲ့ဆူတောင်းနေတဲ့လူတွေကိုသွားပြီးပြောတော့အရှိမပီတီယူရောက်နေတယ်ဆိုတော့ဟာဒါနောက်ရမယ့်အချိန်မဟုတ်ဘူးငါငါတို့ဆူတောင်းနေတယ်အနေနဲ့လာမနောက်နဲ့ဆိုပြီးတော့မှကလေးကိုနော်ဟုတ်တယ်အရာလေးကိုစမ်းစာထဲမှာတွေ့ရတယ် ဆူတောင်းနေတဲ့အရာကပါလေ PDU လွတ်ဖို့ဒါမှမဟုတ် PDU တကယ်လွတ်လာတဲ့အရာကိုသူတို့ကလက်မခံနိုင်ဘူးမယုံကြည်နိုင်ဘူးတနည်းအားဖြင့်ဆူတောင်းပေမဲ့ဆူတောင်းခြင်းအဖြေကိုရဝင်အတွက်သူတို့ရဲ့နှလုံးသားသူတို့ရဲ့ယုံကြည်ခြင်းမပြင်ဆင်ထားဘူးဆိုတော့ကောင်းကောင်းတွေ့ရတယ်ဆူတောင်းခြင်းအနောက်မှာပြင်ဆင်ခြင်းကအရန်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်ဆိုတော့ကိုချက်တော်ညုံမှန်မှကျွန်တော်ပြောပြခြင်းနဲ့ဆူတောင်းခြင်းခြေလှမ်းရဲ့နောက်မှာနောက်ထပ်လှမ်းရမယ့်ခြေလှမ်းသည်ပြင်ဆင်ခြင်းဆိုတဲ့ခြေလှမ်းဖြစ်ပါတယ်ကျွန်တော်ပြီမှနေတဲ့အခါမှာပြီမြို့မှာကျွန်တော်နော်အမှုတော်ဆောင်ဖြစ်နေဆက်ကတ်တဲ့အခါမှာ အဲ့မှာ၃နှစ်ခွဲကျွန်တော်ကြာပါတယ်ဆိုတော့ကျွန်တော်စပိန်တစည်းနဲ့ကျွန်တော်ရဲ့စပိန်လေးနဲ့တရားဝင်တရားထွက်အင်္ဂလိပ်လိုက်ဟောတယ်တကယ်စင်ရဲတဲ့ရက်ွက်တွေစီသွားပြီးတော့ကျွန်တော်အင်္ဂလိပ်ဟောတယ်လူတွေပြောင်းလဲလာတယ်အနာရောဂါပျောက်ကင်းတဲ့အရာရှိတယ်တယောက်ပြီးတယောက်အဲ့နေရာမှာနမိတ်လက္ခဏာနဲ့ပြောင်းလဲလာပြီးတော့ယုံကြည်သူအစုအဝေးတွေဖြစ်လာတယ်အဲ့လိုနောက်ထပ်တရားစီမှာကျွန်တော်သွားပြီးအင်္ဂလိပ်ဝင်ခဲ့တယ်အဲ့လိုမျိုးတရားဝင်တရားထွက်နဲ့နေ့တိုင်းစပိန်တစည်းနဲ့ထွက်တဲ့ခါမှာတနည်းနည်းလောက်ကြာခါမှာအရန်ပင်ပန်းတို့ခံစားရတယ်ဆိုတော့ခီးကြီးကလည်းဝေးတဲ့အတွက်ကြောင့် ်အာငါတို့မိသားစုတော့စိုင်းကယ်လေးတစ်စီးတော့ရှင်ကောင်းမယ်ဆိုတော့မှเนาะကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့เนาะမိုးကြီးပါကြီးနဲ့ကျွန်တော်တို့ကဆူထောင်းကြတယ်တကယ်ကိုအင်္ဂလိပ်အတွက်အရန်ကိုလိုအပ်နေတဲ့စိုင်းကယ်တစ်စီးကိုကိုရောဖျားရှင်အမြန်ဆုံးပြင်ဆင်ပေးပါကျွန်တော်ဆူထောင်းတယ်ဆူထောင်းတာအချိန်ကြာလာတယ်နှစ်ဝက်လောက်ထိเนาะကျွန်တော်တို့ကြာလာတယ်ဘာမှထူးမလာဘူး6လလောက်ရှိနေပြီဘာမှထူးမလာဘူးအဲ့တော့ဘုရားသခင်ဘယ်ချိန်မှများကျွန်တော်တို့ကိုပြီးမလဲကျွန်တော်စောင့်နေကြတယ်တရက်တော့ကျွန်တော်တို့เนาะခင်ရတဲ့ ဓမ္မအမှုတော်ဆောင်တယောက်ရောက်လာတဲ့အိမ်ကိုလာလဲတယ်။လာလဲနေတဲ့သူနဲ့မိသားရောက်ဖွဲ့စကားပြောရင်းနဲ့နောက်သူပြန်တော့မယ့်အချိန်လေးမှာမိသားစုအတွက်ဆူတောင်းပေးခြင်းနဲ့။ဗာမားဆူတောင်းပေးစီလို့လေဆိုတော့ကျွန်တော်တို့ကစံကတစည်းဆူတောင်းနေတယ်။အဲ့ဒါကအင်္ဂလီအတွက်ဖြစ်တယ်။ကျွန်တော်တို့သွားရေးလာရေးမှာအရန်စင်ပြေစီပွင့်အောင်လုပ်တာစံကတစည်းအင်မတန်ကိုလိုအပ်နေတယ်။ဆိုတော့အဲ့တော့သူကရီးတယ်။ ဘာလို့ရည်လဲဆိုတော့ကျွန်တော်တို့ရဲ့အိမ်ရဲ့ရှေ့ခြံဝန်းမှာကျွန်တော်ရဲ့ခြံဝန်းရဲ့နော်မြောင်းလေးရှိတယ်။အဲ့မြောင်းမှာကျွန်တော်ထိုးထားတဲ့တံတားရှိတယ်။အဲ့တံတားကစပိန်ဒစည်းစာပဲခံနိုင်တယ်။နော်ပြင်ပြားတွေကကျိုးလို့ကျိုးပပလေးနဲ့စပိန်ဒစည်းတောင်မနေနော်။အသက်အောင်ပြီးတော့မှနင်းရတဲ့အနေအထားမျိုး။ကျွန်တော်အဲ့အဲ့ဒီတံတားကိုကျွန်တော်တို့ဂီးမဆိုင်မိဘူး။အဲ့အဲ့မှုတော်ဆောင်ဆရာကရည်ပြီးတော့မှဆူတောင်းတော့ဆိုင်ကယ်ဆူတောင်းပြီးအရှိရနော်တံတားကြတော့စပိန်ဒစည်းတောင်မှမခံနိုင်တဲ့တံတားထားနေမှတော့ဆိုင်ကယ်ကဘယ်လိုရမှာလဲ။ဆိုင်ကယ်ရမယ်လို့ယုံကြည်ရင်အဲ့ရှိရတံတားအရင်ပြင်လိုက်ပေါ့လို့သူပြောပြီးဆူတောင်းပေးပြီးသူထွက်သွားတယ်။ တော့ကျွန်တော်ချက်ချင်းပဲဟာဟုတ်တာပဲငါတို့ကဆူတောင်းနေပြီမဲ့ဆူတောင်းခြင်းအတွက်တကယ်ဆိုင်ကဖျားခင်ပေးပါပြီတဲ့ဒီတရားကနေဘလို့နီးနေမှာကျွန်တော်တို့သွားလို့ရမှာမဟုတ်ကျူးမှာအဲ့တော့ငါတို့အရင်ဦးဆုံးဆိုင်ကရမှာဖြစ်တဲ့ကြောင့်တရားပြင်ရအောင်ဆိုယုံကြည်ခြင်းနဲ့ဒါမိသားဖားရေနော်ထားပြီးတော့မှအာတရားပြင်ကြအင်မတန်နော်ခိုင်နဲ့မာတဲ့နော်ဆိုင်ကတော့မဟုတ်ကားတော်ဖြစ်လို့ရတဲ့တရားကျွန်တော်တို့နော်ခိုင်ခိုင်မာမာကျွန်တော်လှုပ်လိုက်တယ်ထူးဆန်းအံ့ဩဖွယ်ရကောင်းတယ်ကျွန်တော်တို့တရားပြင်လိုက်တဲ့ရှေ့ကတရားလေးကိုပြင်လိုက်တဲ့တလအတွင်းမှာ ော်လပိုင်းအတွင်းမှာပဲတလနှစ်လပဲကျွန်တော်ကြာကြာတယ်เนาะကျွန်တော်မှတ်မိသလောက်ဆိုရင်အချိန်အနည်းငယ်အတွင်းမှာပဲအဲ့ဒီတလနှစ်လအတွင်းမှာပဲဘုရားသခင်ဒီကျွန်တော်ဆူတောင်းနေတဲ့ဆိုင်ကအကောင်းဆုံးဆိုင်ကကျွန်တော်တို့ပြီးတယ်ဟာလေလုယအဲ့တော့ဘုရားသခင်ဘာကိုစောင့်နေတာလဲကျွန်တော်ရဲ့ဆူတောင်းတာတော့ဘုရားကြားနေတယ်ဒါပေမဲ့အဲ့ဆူတောင်းခြင်းအဖြေရဖို့တင်းရဲ့နှလုံးသားတင်းရဲ့ခြေလန်းပြင်ဆင်ခြင်းဆိုတဲ့ခြေလန်းကိုတင်းလှမ်းသလားဆိုရရဘုရားသခင်စောင့်ကြည့်နေတာဖြစ်တယ်ကျွန်တော်ညုံမောင်မတို့ကျွန်တော်တို့နိုင်ငံအတွက်ဆူတောင်းနေတယ်မိသားစုအတွက်ဆူတောင်းနေတယ် ကျွန်တော်ရအခက်ခဲတွေအတွက်ဆူတောင်းနေတယ်။ဒါဆိုရင်သင်ဆူတောင်းနေလို့တသက်မဟုတ်ပဲနောက်ထပ်သင်အရေးကြီးတဲ့လှမ်းရမယ့်ခြေလှမ်းသည်သင်ပြင်ဆင်ဖို့ရတယ်ဖြစ်တယ်။တယောက်နဲ့တယောက်တူမာတော့မဟုတ်ဘူးဘလို့ပြင်ဆင်ရမလဲဆိုတော့တူမာတော့မဟုတ်ဘူးရေပူရအဖြစ်တူတဲ့အရာရှိသလိုတယောက်ချင်းစီနဲ့သက်ဆိုင်တဲ့အရာမှလည်းတူတဲ့အရာတွေရှိမှာတော့မဟုတ်ဘူးတယောက်တယောက်တူမာမဟုတ်ဘူးဒါမှမဟုတ်ကျွန်တော်ဘာလုပ်နေဖို့လိုရလဲဘုရားခင်ဘာကိုပြင်ဆင်စေလိုသလဲဆိုတော့ဒီအချိန်မှာဆူတောင်းခြင်းနဲ့တပြိုင်နက်တည်းကျွန်တော်တို့နားဆွင့်ထားဖို့ရတဲ့လိုရတယ်ဟာလေလုယာ ကျွန်တော်ပြောပြချင်တယ်။နေရမိမြို့ရိုးတွေပြူပြက်တဲ့ယေရုရှလင်မြို့ရိုးပြူပြက်နေတဲ့တရင်ကိုသူကြားတဲ့ခါမှာငိုကြွေးတဲ့လီလာလုံးလုံး။အဲ့လီလာအတွင်းမှာ तू ဘာမှထူးခြားတဲ့အရာဖြစ်မလာဘူး။ဒါပေမဲ့ तू ဘာလုပ်နေလဲ။တစ်ချိန်လုံးတွက်ချန်နေတယ်။မြို့ရိုးပြင်ဘာတွေလုပ်ရမလဲ။ဘာတွေလိုအပ်တယ်လဲ။ငါတရားနေသွားမယ်ဆိုရင်ခကြီးကဘယ်နှမိုင်ဝေးလဲ။ဘယ်နေရက်ဆိုရောက်တယ်လဲ။ပြန်လာမယ်ဆိုဘယ်နေရက်ကြာတယ်။ဆောက်လူရေးလုပ်ငန်းတွေလုပ်မယ်ဆိုဘယ်လောက်ကြာ။အကုန်လုံး तू တွက်ချက်ထားတယ်။ဘာအဖြစ်သိနိုင်လဲသိလား။လီလာကုန်တဲ့အချိန်မှာ तू ပြင်ဆင်နေတဲ့လီလာကုန်တဲ့အချိန်မှာ အချိန်ကြာလာတဲ့ခါမှာပြင်ဆင်လို့ပြီးသွားပြီဆိုတော့ဖျားကမြင်တော့သူ့ဘေးနားမှာရှိတဲ့သူ့အမြဲတမ်းအခါစားဝင်ရတဲ့ရှင်ဘီရဲ့နှလုံးသားကိုတုတ်ထိပြောမှနေရမီဘာဖြစ်နေလဲမင်းမျက်နှာမကောင်းပါလားအဲ့မှာနေရမီကကျွန်တော်တိုင်းနိုင်ငံဒီလိုပျက်စီးနေပါတယ်ဒီလိုဖြစ်နေပါကျွန်တော်ပြန်ပြီးထူထောင်ရေးတွေလုပ်ချင်ပါတယ်ဒါဆိုမင်းဘယ်နေရကြမလဲချက်ချင်းတော်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 ဆိုပြောနိုင်တယ်နော်အသေးစိတ်ပြောနိုင်တယ်လမ်းခီဘလောက်ကြမလဲဘလောက်ကုန်ကြမလဲလမ်းမှာဘာတွေလို့အကုန်လုံးသူပြောနိုင်တယ်ဘာကြောင့်ပြောနိုင်တာလဲသိလားတစ်ဖက်မှာနေရမီဒီမျက်ရည်မျက်ခွန်းနဲ့ဆူတောင်းတယ်လို့တစ်ဖက်မှာလည်းပဲအဲ့လေးလာလုံးလုံးသူပြင်ဆင်နေတယ် ဟာလေလုယာဒါကြောင့်လေဘုရားသခင်ကအချိန်တိုတွင်းမှာ90ရ90ကြော်လေးမှာပဲဘုရားသခင်ဒီနှစ်ပေါင်းများစွာတိဆောက်လို့မရနိုင်တဲ့မြို့ရိုးကိုဘုရားသခင်ဒီနေရာမိအဖြစ်တိဆောက်ခွင့်ပေးလိုက်တာဖြစ်တယ်။ဘာကြောင့်လဲ။ပြင်ဆင်တော်သူတွေရဲ့အသက်တောင်မှာဘုရားသခင်ကြီးမားစွာအလုပ်လုပ်လို့ရှိတယ်။ချက်တော်ညီကိုမောင်တို့ဒီနေ့မှာသင်ဒီဆူတောင်းရုံတက်တက်ပဲမဟုတ်ဘူး။ဆူတောင်းနေတော်သူတက်တက်မဟုတ်ပဲနဲ့ပြင်ဆင်နေတော်သူဖြစ်တယ်ဆိုရင်မကြခင်မှာသင်ရဲ့ဆူတောင်းချက်တွေဒီအဖြေရလာတော့မှာဖြစ်တယ်။ဟာလေလုယာ။ဘုရားနာမတော်ကြီးပုံကြီးပါစေ။ဒါကြောင့်ကျွန်တော်တို့ရဲ့အခုနိုင်ငံအပြောင်းလဲအရွေးမှာ ျွန်တော်တို့နိုင်ငံပြောင်းလဲဖို့နဲ့ကျွန်တော်ဆူတောင်းနေရဆိုရင်အဲ့ဒီဆူတောင်းချက်ကိုကျွန်တော်တို့ဘက်ကဘလို့ပြင်ဆင်ခြင်းအပြင်ကြိုးဆုံနေမလဲဒါကိုကျွန်တော်စဉ်းစားစီခြင်းပါတယ်အဲဂရုပြည်ကနေပြီးတော့မှဣတိလလူမျိုးတို့ဘုရားခင်ထုတ်ဆောင်တဲ့အခါမှာနှစ်ပေါင်း430လုံးလုံးသူတို့ငိုကြွေးခြင်းနဲ့ဆူတောင်းခဲ့ကြတယ်ဘုရားခင်ကြားပါတယ်နှစ်ပေါင်း400ကျော်ဆိုတာနင်းတော့မဟုတ်ဘူးเนาะမျိုးဆက်40 50နော်ကြာတဲ့အချိန်ကာလအထိဘုရားခင်ဆောင်ဆိုင်နေတယ်သူတို့ဆူတောင်းနေဆူတောင်းနေဆူတောင်းနေ မောရှိအဖြစ်ဘုရားသခင်ထုတ်ဆောင်တယ်အဲ့တော့ဘုရားသခင်ဒီမောရှိအဖြစ်ထုတ်ဆောင်တဲ့အခါမှာနှစ်ပေါင်း430လုံးလုံးအဆက်မပြတ်ဆူတောင်းလာတဲ့ဣသရေလလူမျိုးတွေဆူတောင်းနေတော့ညာလည်းပဲသူတို့ရဲ့နှလုံးသားသူတို့ရဲ့ယုံကြည်ခြင်းသူတို့ရဲ့စိတ်တော်ထားမပြောင်းလဲဘူးဆိုတာအရင်သိတာဘာကြောင့်လဲရက်40နဲ့ရောက်မဲ့ခီကိုဘုရားသခင်ပို့ဆောင်ပေးမဲ့နှလုံးသားတွေကမပြောင်းလဲထားဘူးမပြင်ဆင်ထားဘူးအတွေးခေါ်တွေမပြင်ဆင်ထားဘူးဘုရားသခင်လှုပ်မယ်ဆိုတော့မယုံကြည်ထားဘူး အဲ့တော့ဘာဖြစ်လဲရက်40ကနေနှစ်ပေါင်း40ဘုရားသခင်ဆွဲဆန့်လိုက်ပြီးတော့မှသူတို့ကိုယ်တိုင်မပြင်ဆင် target တွေကြောင့်ဘုရားသခင်ကအဲ့နှစ်ပေါင်း40အတွင်းမှာသူတို့ကိုပြင်ဆင်တယ်သူတို့ရဲ့ယုံကြည်ခြင်းကိုပြင်ဆင်တယ်သူတို့ရဲ့စိတ်နှလုံးကိုပြင်ဆင်တယ်သူတို့ရဲ့အမှုချင်းကိုပြင်ဆင်တယ်သူတို့ရဲ့အလေးအထားတွေကိုဘုရားသခင်ကပြောင်းပြန်လှန်ပြီးပြင်ဆင်တယ်အပြင်ဆင်ခံတဲ့သူတွေကပါလာပြီးအပြင်ဆင်မခံနိုင်တဲ့သူတွေကတော့တောထဲမှာတေးချေပြစီရတယ်ချစ်တော်ညီကောင်မတို့ဘုရားသခင်ဒီတိုင်းနိုင်ငံတွေကို လှုပ်ရှားတော့ဘုရားဖြစ်တယ် shake လုပ်တော့ဘုရားဖြစ်တယ်လူမျိုးနွယ်တွေကို shake လုပ်တော့ဘုရားဖြစ်တယ်ဘုရားခင်ဒီစုံတစ်ခုကို shake လုပ်လိုက်တိုင်းမှာလှုပ်ရှားစီလိုက်တိုင်းမှာအမြဲတမ်းအသက်အသက်ကိုမွေးဖွားလေးရှိတယ်ဆိုတာယုံကြည်သူများမှတ်ထားပါကျွန်တော်တို့ရဲ့နှုတ်ဘက်တော်ကိုပဲကြည်ကြည်နိုင်ငံကြီးရဲ့သမိုင်းကြောင်းပဲကြည့်ကြည့်ဘုရားခင်လှုပ်ရှားစေလိုက်တဲ့နောက်ွယ်မှာအင်မတန်လှပတဲ့အသက်မွေးဖွားလာခြင်းတွေရှိတယ်။အဲ့ဒီအရာအတွက်ကိုကျွန်တော်တို့ကပြင်ဆင်ထားခြင်းမရှိဘူးဆိုရင်အချိန်တုံနဲ့ရမယ့်ရာသီရက်ပေါင်းများစွာနှစ်ပေါင်းများစွာကြာသွားလိမ့်ရှိပါတယ်။ ။ဤဒီရာလူမျိုးတွေရဲ့ပုံဥပမာကိုပဲကျွန်တော်ကြည့်ဖို့ရန်အတွက်ဖြစ်တယ်။နှစ်ပေါင်း၄၀ဘုရားခင်ဆွဲဆန့်ပလိုက်တယ်။ကောင်းကောင်းဘုရားခင်ပြင်ဆင်ပေးတယ်။ခြေတော်ညီကောင်မတော်ဒီနေ့ဘုရားခင်ကဤဒီရာလူမျိုးတွေကိုနှစ်ပေါင်း၄၀အတွင်းမှာပြင်ဆင်တဲ့အခါမှာဘာတွေပြင်ဆင်လဲ။သူတို့ရဲ့ယုံကြည်ခြင်းကိုပြန်ပြီးပြင်ဆင်တယ်။သူတို့ရဲ့သဘောတဘာဝတွေကိုပြင်ဆင်တယ်။သူတို့ရဲ့ကိုးကွယ်မှုပုံစံတွေကိုပြင်ဆင်တယ်။ပြည့်ညတ်တော်ဆယ်ပါးပေးတယ်။ တဲတော်ကိုပေးတယ်။ဒီအားဖြင့်သူတို့ရဲ့ကိုးကွယ်မှုပုံစံတွေကိုဘုရားကံပြည့်စုံတယ်။သူမြင်ခဲ့ကြားခဲ့မြတ်ရာအားလုံးဒီအဂုရုရှင်ပြင်းရဲ့ကိုးကွယ်မှုပုံစံတွေကိုသူတို့မြင်ခဲ့ရတာ။ဒါဘုရားကံအခုနှစ်ပေါင်း40အတွင်းမှာသူတို့ကောင်းကောင်းပြင်ဆင်ပြီးကိုးကွယ်မှုပုံစံတွေကိုပြင်ဆင်နေ။တော့အလုတ်လုတ်တဲ့ပုံစံတွေအုတ်ချုပ်တဲ့ပုံစံတွေကိုဘုရားကံပြင်ဆင်နေ။တော့လူ90လူ100လူ1000အုပ်လူ900အုပ်စပြင်မောရှိကိုခွဲခတ်မှတာခိုင်းပြီးတော့အစစ်စစ်အုတ်ချုပ်တဲ့ခေါင်းဆောင်မှုပုံစံတွေအားလုံးဘုရားကံဒီလေ့ကျင့်သင်ကြားပြီးတော့မှပြင်ဆင်ပလိုက်တယ်။ဒါကြောင့်ကျွန်တော်ပြောပြချင်တယ် ်ဒီဒီတိုင်းနိုင်ငံကိုပြောင်းလဲဖို့အတွက်ဆူတောင်းနေဆိုရင်အဲ့ဒီပြောင်းလဲခြင်းရဲ့နောက်ကွယ်မှာဘုရားပြန်မွေးဖွားမဲ့လှုပ်ဆောင်မဲ့အမှုရာအစ်ကိုသင်နှလုံးသားကပြင်ဆင်ထားဖို့လိုအပ်တယ်ဒါကြောင့်ချစ်တော်ညီကိုမှတော့ကျွန်တော်တင့်ကိုသိစေချင်တယ်ဘုရားခင်ဒီသင်ရဲ့ဆူတောင်းခြင်းကို စိတ်ဝင်စားသလိုသင်အဲ့ဒီဆူတောင်းခြင်းအတွက်ဘုရားပေးမဲ့အဖြေအတွက်လည်းသင်ဘလို့ပြင်ဆင်နေတယ်လဲဆိုတဲ့အရာကိုလည်းပဲဘုရားခင်ဒီစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာပြောပြခြင်းတယ်အကယ်၍များနော် သင်ကဆုတော်တောင်းနေပြီမဲ့ဝိညာဉ်ကြီးကမှအကင်းမပါတဲ့အတွက်ကြောင့်ဘုရားသခင်ဘာပြင်ဆင်နေလဲဆိုတဲ့အရာဘာပြင်ဆင်ခိုင်းလဲဆိုတာသင်မသိဘူးဆိုရင်ဘုရားသခင်သင်ကိုပြင်ဆင်ပေးပါလိမ့်မယ်အဲ့တော့စိတ်မပူပါနဲ့ဣတိလလူမျိုးတွေလိုပေါ့သူတို့မပြင်ဆင်ခဲ့ဘူးဒါပေမဲ့ဘုရားသခင်ကသူတို့ကိုကိုယ်တိုင်ပြင်ဆင်ပေးတယ်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတစ်ခါတည်းမှာကျွန်တော်ဆူတောင်းနေပြီမပြင်ဆင်တတ်တဲ့အခြေအနေရှိတယ်ဒါပေမဲ့မပြင်ဆင်တတ်ဘူးဆိုရင်ဘုရားသခင်ကပြင်ဆင်ပေးလိမ့်မယ်နင်းနေတော့နာတယ်အဲ့ခါကြရင်လေ အစိုးရကကိုကပြင်ဆင်ထားပြီးအစင်သင်းပြင်ထားရဲဆိုတော့ကွက်တီပဲဒိန်းဒိန်းဒိန်းဆိုရင်နော်လှုပ်ဆောင်တော့လို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမပြင်ဆင်ခဲ့ဘူးဆိုတော့ဖျားပြင်ပေးတော့နည်းနည်းတော့နာလိမ့်မယ်ခံစားရတယ်ဒါပေမဲ့ဖျားခင်ပြင်ပေးတဲ့အတွက်ကြောင့်အဲ့ဒီအပြင်ဆင်ကိုတော့ကျွန်တော်တို့ရဲ့နှလုံးသားဖွင့်ပြီးလက်ခံကြိုးဆိုတတ်ဖို့တော့လိုအပ်တယ်အကယ်၍သာသင်ကအဲ့ဒီအပြင်ဆင်ကိုလည်းသင်လက်မခံဘူးဆိုရင်တော့သင်သည်နောက်မှာကြံခဲ့တော်သူဖြစ်လိမ့်မယ်။ဘုရားခင်ဆွဲခေါ်ရဲ့နောက်ကိုသင်လိုက်မပါဘဲနဲ့မလိုက်လာဘဲနဲ့ကြံခဲ့တော်သူဖြစ်လိမ့်မယ်။ ဒါကြောင့်ချက်သောညုံမှန်မှာတော့အခုတိုင်းနိုင်ငံအတွက်သင်ဆူတောင်းနေဆိုရင်ပြင်ဆင်ထားပါသင်နှလုံးသားပြင်ဆင်ထားပါသင်အတွေးခေါ်တို့ပြင်ဆင်ထားပါဟာလေလုယအဲ့တော့နိုင်ငံအတွက်ဆူတောင်းနေဆိုရင်ဘုရားကနိုင်ငံကိုပြောင်းလဲစေဖို့ရန်အတွက်ဘုရားအလုပ်လုပ်လာပါလိမ့်မယ်အဲ့တော့အဲ့အတွက်ကျွန်တော်နှလုံးသားများကိုပြင်ဆင်ရင်းနဲ့ကြိုးစို့ဖို့ရန်အတွက်ဖြစ်တယ်အဲ့တော့ဘုရားကဒီနိုင်ငံတော်မှာဒီနိုင်ငံကိုပြုပြင်ပြောင်းလဲတဲ့ခါမှာအသင်းတော်တွေရဲ့ပုံစံကိုလည်းဘုရားကပြောင်းလဲလာပါလိမ့်မယ်ကာချာရီပြောင်းလဲလာပါလိမ့်မယ်နော်ကျွန်တော်တို့ရဲ့နော်ကိုးကွယ်မှုပုံစံတို့ဘုရားကပြောင်းလဲလာပါလိမ့်မယ်ဘုရားကဒီစောတစ်ခုလှုပ်လာပါလိမ့်မယ် ဘယ်လိုလုပ်လာမလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့တစုံတစ်ခုတော့ဖျားခင်အစ်စ်မွေးဖွားခြင်းအသင်းတော်တွေထဲမှာဖြစ်လာလိမ့်မယ်ယုံကြည်သူတွေထဲမှာဖြစ်လာလိမ့်မယ်တိုင်းနိုင်ငံထဲမှာဖြစ်လာလိမ့်မယ်သိကြတယ်အဲ့ဒါကတော့ဒါဆိုရင်အဲ့ဒီຢာတွေကဘယ်လိုအချိန်မှာဘယ်လိုပုံစံမျိုးနဲ့ပြောင်းလဲမလဲအဲ့နောက်ကငါဘယ်လိုလိုက်ပါသွားမလဲဆိုရင်အဲ့လိုလိုက်ပါသွားနိုင်တဲ့ຢာတခုတည်းရှိအဲ့ဒါသင်ရဲ့စိတ်နှလုံးကိုအစ်စ်ပြင်ဆင်ထားခြင်းဖြစ်တယ်ဒါကြောင့်ယောမအခန်းကြီး7နဲ့အငယ်2မှာသင်တို့ဒီလောကီပုံတန်ကိုမဆောင်ချနဲ့ ကောင်းမြတ်သောအရာနှစ်သက်ပွေသောအရာစုံလင်သောအရာဒီဟုသောဘုရားခင်အလိုတော်ရှိသောအရာသည်အပေရာဖြစ်သည်ကိုသင်နိုင်မည်ကြောင်းစဉ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့ဘုရားခင်ပြင်ဆင်တဲ့အရာကိုနားလည်သဘောပေါက်ဖို့နှလုံးသားကိုစဉ်နှလုံးကိုအသစ်ပြင်ဆင်ထားပွင့်အတွက်လိုအပ်တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အဆုံးသက်လေးအနေနဲ့အချက်၃ချက်နဲ့ကျွန်တော်တတိပေးခြင်းတယ်။အဲ့တော့ဒီဆူတောင်းခြင်းရဲ့အလွန်မှာဘုရားသခင်တင့်ကိုဆွဲခေါ်သွားမဲ့ပြောင်းလဲခြင်းအရွေ့တွေ ်သင်လိုက်ပါသွားနိုင်ပြန်လုံကအချက်သုံးချက်ကိုကျွန်တော်ပြောပြခြင်းနဲ့နံပါတ်1ဘုရားခင်ဘာလုပ်တော်မလဲဆိုတဲ့အရာကိုမျက်စိဖွင့်ဝိညာဉ်မျက်စိဖွင့်ဝိညာဉ်နာတွေဆွင့်ထားဝင်တော်လိုအပ်တယ်ဣသီလလူမျိုးတွေကိုဘုရားခင်သည်ကနန်အရထဲမှာပို့ဆောင်တဲ့အခါမှာနေခင်းဘက်မှာမိုးတိမ်တိုင်အပြင်သူတို့ရှိကနေဦးဆောင်တယ်ညဘက်ရောက်တဲ့အခါမှာမီးတိမ်တိုင်အပြင်သူတို့ရှိကနေဦးဆောင်တယ်အဲ့တော့သူတို့လုပ်ရတဲ့အလုပ်ကပါလေအဲ့ဒီမီးတိမ်တိုင်မိုးတိမ်တိုင်ကိုအာယုံမပြတ်ကြည့်ပြီးတော့မှလိုက်ရတယ် မိုးတိမ်တိုင်းရက်သွားတယ်ဆိုရင်တိမ်တိုက်ကရက်သွားတယ်ဆိုရင်တို့ကရက်နေရတယ်အဲ့နေရာမှာစကန်ချရတယ်ဒါပေမဲ့အဲ့နေရာမှာအကြာကြီးစကန်ချပြီးပျော်နေလို့မရဘူးမီးတိမ်တိုင်းမိုးတိမ်တိုက်ကရွေ့ပြီးဆိုရင်တို့ကလိုက်ပြီးမှစကန်ကိုတိမ်ပြီးမှရွေ့ရတယ်အဲ့နေရာမှာကြံခဲ့တဲ့သူကတော့တော်ထဲမှာနော်လမ်းပျောက်ပြီးတော့မှအစာငတ်ပြတ်ပြီးတိမ်နိုင်တယ်အဲ့တော့မိုးတိမ်တိုင်းမီးတိမ်တိုင်းရဲ့ ရွေ့သွားခြင်းနောက်ကိုအဆက်မပြတ်မျက်စိဖွင့်ထားပြီးတော့မှနားဆွင့်တာဟေးဒီမှာပြောင်းတော့ရွေ့နေပြီဟေးဆိုတဲ့အတန်ကိုကြားရတယ်လိုက်ပြီးရွေ့ပါဖို့ရန်လုံကပြင်ဆင်ထားဖို့လိုတယ်ဒါကြောင့်အရင်ဦးဆုံးသင်ရဘာလုပ်ထားဖို့လိုလဲသင်ရဝိညာဉ်မျက်စိကိုဖွင့်ထားဖို့လိုတယ်ဝိညာဉ်နာကိုဆွင့်ထားဖို့လိုတယ်ဝိညာဉ်တော်ဘုရားဘလို့ဥဆောင်မလဲမူးတိမ်တိုင်ဒီဥတော်မိတိမ်တိုင်ဒီဥတော်သင်ရှေ့မှာဥဆောင်မဲ့သူရှိတယ်အဲ့ဒါကဝိညာဉ်တော်ဘုရားဖြစ်တယ်ဝိညာဉ်တော်ဘုရားဒီချိန်မှာဘာလုပ်တော့မလဲဘုရားခင်ဒီချိန်မှာဘာလုပ်နေပြီလဲယခုဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေကြားမှာဘုရားခင်ဘာကိုလုပ်ချင်နေတာလဲချက်တော်ညုံမှန်မှာတော့ Facebook ပေါ်ကသတင်းတွေပဲကြည့်နေဖို့မဟုတ်ဘူးเนาะဘုရားသခင်ဒီချိန်မှာငါတို့ကိုဘာလို့စိတ်ချနေတာလဲဝิญဉ္ဇဉ်ပိုင်းဆိုင်မှာနားဆွန့်ထားဖို့လိုတယ်ဝิญဉ္ဇဉ်ပိုင်းဆိုင်မှာမျက်စိကိုဖွင့်ထားဖို့လိုတယ်အဲ့ဒါဆိုရင်သင်ဒီဝิญဉ္ဇဉ်ရမှာအကင်းပန်းလာပြီးဒီချိန်မှာဘာလို့ရတော့မလဲဒီချိန်မှာဘယ်လိုပုံစံလုပ်ရတော့မလဲဆိုတဲ့အရာကိုသဘောပေါက်တဲ့ခါမှာခြေလန်းလှမ်းတဲ့ခါမှာဘုရားသခင်ပေးတဲ့အဖြေကိုသင်လက်ငဲကြုံတွေ့ရပြီးတော့မှအောင်မြင်ခြင်းကိုရောက်ရှိလာမှာဖြစ်တယ်ဟာလေလုယနံပါတ်1ချက်ဘုရားသခင်ရွေ့တဲ့အရွေတိုင်းလိုက်ပါသွားနိုင်ပြန်လို့ကသင်ရဲ့စိတ်နှလုံးကို ပြင်ဆင်ထားဖွင့်အတွက်လိုအပ်ပါတယ်။တစုံတစ်ခုမှာဆွဲထားလို့မရဘူး။ဒါငါရဲ့လူမျိုးငါအတင်းတော့ငါခိုင်းကနဆိုပြီးမှဆွဲထားလို့မရဘူး။ငါပဲမှန်တယ်။ငါရက်တီချက်မှန်တယ်။ငါယူဆချက်မှန်တယ်။ဒီလိုမျိုးကျွန်တော်ရက်တီထားလို့မရဘူး။ဆွဲကင်ထားလို့မရဘူးချစ်တော်ညီမတို့။ဟာလေလုယာ။ဒီနေ့တင်းရဲ့လက်ထဲမှာစုပ်ကင်ထားတဲ့ငါမှန်တယ်ငါယူဆမှန်တယ်ငါအတွေးခေါ်မှန်တယ်ငါပဲမှန်တယ်ငါရဲ့ အသင်းတော်ရဲ့လှုပ်ထုံးလုပ်နေရဒီလိုပုံစံရှိတယ်။ငါ့ရဲ့ဘိုးဘွားတွေကဒီလိုပုံစံလှုပ်လာခဲ့တယ်ဆိုရယ်အရင်တုန်းကဆွဲကင်ပြီးလှုပ်ဆောင်နေတဲ့လှုပ်ထုံးလုပ်နေတွေကိုဆွဲကင်ထားလို့မရတော့ဘူးချက်တော်ညုံမှန်မှာ။အဲ့ဒါလေးလှွတ်ချလိုက်ဖို့လိုအပ်တယ်။နှလုံးသားကိုပြင်ဆင်ထားဖို့လိုတယ်။ဒီချိန်မှာကိုတော်ကအသက်မွေးဖွားတော့မှာ။အသက်ပြင်ဆင်တော့မှာ။အဲ့ဒီအသက်ထဲမှာငါလိုက်ပါပြောင်းလဲနိုင်ဖို့ရန်လို့ငါ။ဘုရားသခင်ငါ့ကိုတစုံတစ်ခုလှုပ်ခိုင်းရင်ငါ yes လို့ဝင့်ခံမယ်။ဒီနှလုံးသားကပြင်ဆင်ထားပါ။အရင်တုန်းကလိုပုံစံမျိုးမြင်ရချင်မှမြင်ရတော့မယ်။အဲ့ဒီအတော်အတွင်းမှာ ဒီအချိန်ကာလမှာသင်ကိုဘုရားခင်ဘာလှုပ်စေခြင်းပြီလဲဆိုတော့ကိုနှလုံးသားကဖွင့်ထားပြီးမှဘုရားခင်ဒါလှုပ်ပါလို့ပြောရင်တချို့ရတယ်သင်မလှုပ်ချင်တဲ့ရာဖြစ်ကောင်းဖြစ်နိုင်တယ်သင်မသွားချင်တဲ့လမ်းဖြစ်ကောင်းဖြစ်နိုင်မယ်သင်အယူဆမတူတဲ့သူတွေနဲ့ပေါင်းရတာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအခါမျိုးအတွက်လည်းဘုရားခင်ကခိုင်းနေတယ်ဆိုတာသင်သိကြရင် yes လို့ဝန်ခံတတ်ဖို့သင်နှလုံးသားကိုပြင်ဆင်မှာအကယ်၍မပြင်ဆင်ဆိုရင်သင်သည်တော်ထဲမှာလမ်းပြောက်တော်သူဖြစ်ခဲ့ဖြစ်ခဲ့တော့เนาะကြံခဲ့တော်သူဖြစ်ပါလိမ့်မယ်တခြားသူတွေရရှိကိုရောက်သွားလိမ့်မယ်နောက်တဲ့နံပါတ်3ချက်အနေနဲ့ တင်ရွေးခြင်းနဲ့အရွေးဖြစ်သည်ဖြစ်စေတင်ရွေးခြင်းနဲ့အရွေးမဟုတ်သည်ဖြစ်စေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတင်ဘက်ကပါလို့ဖို့လိုရလဲဆိုတော့ယုံကြည်ခြင်းနဲ့ခြေလန်းလှမ်းဖို့လိုရတယ်တင်ပြစရမတတရားချက်တင်ပြစရမရာတင်ရဲ့ယုံကြည်ခြင်းဖြစ်တယ်နံပါတ်1တင်ရဲ့ဝိညာဉ်မျက်စိဝိညာဉ်အမြင်တင်နားဆွင့်ထားဖို့မျက်စိဖွင့်ထားဖို့ဖြစ်တယ်နံပါတ်2တင်ရဲ့ စစ်နှလုံးသားဘုရားသခင်ခိုင်းတယ်ဆိုရင်ဘုရားသခင်လှုပ်ခိုင်းတယ်ဘုရားသခင်လက်ခံခိုင်းတယ်ဘုရားသခင်ရှေ့ဆက်ခိုင်းတယ်ဆိုရင်အဲ့ဒီအရာကိုဝန်ခံတတ်တဲ့နှလုံးသားနံပါတ်3အဲ့ဒီဝန်ခံခြင်းနောက်မှာဘုရားသခင်ဒီကြီးမားသောအံ့ဩဖွယ်နမိတ်လက္ခဏာနဲ့ပြုတ်ပြင်းပြောင်းလဲခြင်းဘုရားသခင်တကူနဲ့ပြောင်းလဲပေးခြင်းရှိတယ်ဆိုတဲ့အရာကိုယုံကြည်ထားဖို့လိုအပ်တယ်ဘုရားသခင်ကငါ့ကိုလမ်းပြနေတော့တိုးထင်းရှင်ဖြစ်တယ်ဆိုတော့အမြဲယုံကြည်ပါ ဒီလမ်းကဆိုးတဲ့အချိန်တွေပေါ်ကောင်းပေါ်လိမ့်မယ်ဒီလမ်းကအဆင်ပြေချင်မှပြေလိမ့်မယ်အဆင်ပြေလည်းပြေမှာပေါ့ဒါပေမဲ့ဘလို့ချိန်နေမျိုးမှာပဲဖြစ်ဖြစ်ဖျားခင်သည်ငါရဲ့အကောင်းဆုံးသောတိုးထင်းဖြစ်တယ်ငါဘွားကိုအမြဲတမ်းအကောင်းဆုံးပြုပြင်ပေးနေတော်ဖျားဖြစ်တယ်အဲ့ဒါကိုသင်ယုံကြည်ရမယ်ဒီယုံကြည်ခြင်းကိုသင်ပြင်ဆင်ထားတယ်ဆိုရင်အောင်မြင်ခြင်းအတင်းလက်ထဲရောက်လာမှာဖြစ်တယ်ချက်တော်ညုံမှန်မှာတော့ဖျားခင်ကျွန်တော်တို့ကဲတင်တော်ဖျားဖြစ်တယ်ကျွန်တော်တို့လမ်းပြတော်တိုးထင်းရှင်ဖြစ်တယ်သူဒီအကောင်းဆုံးသောစိန်လန်းသား စိမ့်လန်းသောကြက်စားရအရက်ကိုကျွန်တော်တို့ကိုပို့ဆောင်ပေးတော်ဖရားဖြစ်တယ်။ဒါကြောင့်ငါရဲ့ဖရားကငါနဲ့တူရှိပြီးတော့မှငါရဲ့အနာဂတ်အတွက်အကောင်းဆုံးကိုပြင်ဆင်နေတယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းနဲ့မျှော်လင့်ပြီးတော့ဝိညာဉ်မျက်စိဝိညာဉ်နာတွေကိုဖွင့်ထားပြီးတော့မှမပြတ်ဆူတောင်းခြင်းနဲ့တကွာတစ်ဖက်မှာလည်းပဲဖရားပြန် personally လာပြီးတော့ပေါ်ပြတဲ့အရာတွေရှိတယ်ဆိုလေအဲ့ဒီအရာတိုင်းခြေလန်းလှမ်းပွေးရတော့ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်ဘာကိုအထူးသဖြင့်ပြောခြင်းနဲ့နိုင်ငံရဲ့ပြောင်းလဲခြင်းရောက်လာတဲ့ခါမှာအဲ့ဒီပြောင်းလဲခြင်းသင်ကြိုးစို့တတ်ပါ လက်ခံတတ်ပါသင်ဘက်ကအစင်သင်ပြင်ထားပါဝိညာဉ်သားတွေကိုစွန့်ထားပါဘုရားသခင်သည်သင်ကိုပြောင်းလဲစေတဲ့ခြေလမ်းနောက်ကိုအဆက်မပြတ်လိုက်ပါခြင်းအဖြစ်ဘုရားသခင်အလုတ်ဒီအောင်မြင်လျက်သင်အဖြစ်အောင်မြင်လျက်သင်အဖြစ်ပေါ်ထွက်လာလျက်သင်အဖြစ်ဘုန်းတော်ထင်ရှားခြင်းဖြစ်လာပွင့်ရလုံကဘုရားသခင်ပြင်ဆင်တဲ့နောက်တင်လိုက်ပါပွင့်ရကျွန်တော်အားပေးခြင်းနဲ့ဘုရားသခင်ဒီသူ့ရဲ့အသင်းတော်ကိုသူတည်ဆောက်နေတယ်အကလီစီးယားဆိုတဲ့အသင်းကိုဘုရားသခင်တည်ဆောက်နေတယ် church ဆိုရဲ့အတိတ်ပဲကို ရီးစကားထဲမှာလေ့လာကြည့်တဲ့အခါမှာအကလီစီယာလို့ပြောတယ်။အကလီစီယာရဲ့အတိတ်ပဲအရန်ကိုနဲ့ဆိုင်တယ်။ဒီချိန်မှာတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူး။ကိုမကကိုကိုရဲ့နော် study အနေနဲ့လေ့လာပါ။လေ့လာပါဒါအင်မတန်နည်းနည်းတဲ့အရာဖြစ်တယ်။ဘုရားခင်ဒီအခုကျွန်တော်ဝိညာဉ်ထဲမှာခံစားရတဲ့အရာကဒီအပြောင်းလဲမှာဘုရားခင်ဒီအကလီစီယာဆိုတဲ့အသင်းတော်ရဲ့တကူအသင်းတော်ရဲ့ image အသင်းတော်အားဖြင့်နိုင်ငံကိုအပြောင်းလဲလုပ်ပါလိမ့်မယ်။အကလီစီယာရဲ့တကူပိတ်တဲ့အရာဖြင့်ဘုရားခင်အလုပ်လုပ်လိမ့်မယ်။အဲ့ဒါဘယ်လိုအလုပ်လုပ်မလဲဆိုတာကိုတော့ကျွန်တော်ဒီနေရာမှာမပြောတော့ဘူး။တယောက်ချင်းစီတိုင်းကဘုရားသခင်ကိုမျှော်လင့်တဲ့ ဒီအမေခွန်းရဲ့အဖြေကိုနော်စောင့်မျှော်ပါဘုရားခင်မေးပါဘုရားခင်နဲ့တူနဗန်လုံးပါဘုရားခင်နဲ့တူသွာလာပါဟာလေလုယ။အဲကြောင့်ဒီနေ့မှာကျွန်တော်ရဲ့အသက်တာများကိုပြန်လည်ပြီးပြင်ဆင်အောင်ယုံကြည်ခြင်းနဲ့လက်ခံကြိုးဆိုအောင်ဘုရားခင်အကောင်းဆုံးပြုနေတဲ့ဆော်ကိုကျွန်တော်မျှော်လင့်ထားရအောင်။အဲကြောင့်ဒီချိန်မှာခဏလောက်တခြင်းလေးတစ်ပုဒ်အားဖြင့်ဘုရားခင်ရှေ့မှာမှာနှလုံးသားကိုပြင်ဆင်ကြမယ်။ပြီးရင်ကျွန်တော်တို့ကဆုတောင်းရအောင်။